အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ကူလီတက်စခန်းဌာနချုပ်ဤလေချောင်းထိန်းသိမ်းရေးမျှော်စင်နှင့်ဂျမတာဝါတိုင်းကို FPV drone ဖြင့်ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ကူမြို့နယ်ရှိတောင်ကူလီတက်စခန်းဌာနချုပ်ဤ လေကြောင်းထိန်းသိမ်းမျှော်စင်နှင့်တာဝတိုင်ကို FPV drone ဖြင့်ဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်းဝရစိန်တပ်ဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါရယ်ရှမန်ဒီဒီဇင်ဘာလ၄ရက်နေ့နာရီ၈:၅မိနစ်အချိန်ဒေါ်လာရေးတက်များကတောင်ကူလေးတဲ့စခန်းဌာနချုပ်အတွင်သို့ anti jamming FPV drone များလွှတ်တင်ပြီးဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်းအတိအကအဖြစ်လေတပ်၏လေကြောင်းထိန်းသိမ်းမျှော်စင်နှင့်ဂျမတာဝတိုင်ကိုအတိအကျတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါရယ်တောင်ကူလီတက်လီကြောင့်ထိမ့်သိမ်းရေးမျှော်စင်တဲ့ဂျမတာဝါတိုင်တွေကိုအတိအကျတိုက်ခိုက်ခဲ့တာပါ ဒီကြောင့်ကောက်ွယ်ရေးအစင်းစင်ကိုကြော်ဖြတ်ပြီးလီတာဝင်းတက်ကို anti-jamming FPV drone တွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါဟုဝရစိန်တပ်ဖွဲ့မှသတင်းနှစ်ပြန်ကြားရေးတာဝန်ခံကရှင်းပြပါရယ်အဆိုပါစစ်စစ်ရေးကိုဝရစိန်တပ်ဖွဲ့ကဦးဆောင်၍တန်တော်မြောက်ပိုင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှ fighter စားခဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ဆက်လက်ပြီးရေစကြိုခလာရ258တက်ရက်မှတရေးပိုကြီးတက်နိုင်ဦးကိုအရှင်ဖမ်းမိတော်လေပြန်လေခုခံတိုက်ခိုက်သဖြင့်ဖြစ်ခက်ဖမ်းဆီးရမှပွဲချင်းပြီးတေဆုံးနေဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ် မကွေးတိုင်းရေစကြိုမြို့နယ်ခလာရ259တက်ရက်မှတက်ရေးဖို့ကြီးတက်နိုင်ဦးကိုအရှင်ဖန်စီပြီးစစ်စေးရန်ဆိုင်ကယ်ဖြင့်ခေါ်ဆောင်လာစဉ်ပြန်လည်ခုခံတိုက်ခိုက်သဖြင့်ပြစ်ခတ်ဖန်စီရနေရာမှာပင်ပွဲချင်းပြီးတေဆုံသွားကြောင်းရေစကြိုပတ်ကဖားမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာလ3ရက်ညနေ4နာရီခန့်ကရေစကြိုမြို့နယ်ဖူလုံကျေးရွာဗီလီယက်ကုန်းတွင်ကျူထိုးနေသည့်ခလာရ259မှတက်ရေးဖို့ကြီးတက်နိုင်ဦးခ A2 ကိုရေစကြိုပတ်ကဖရဲဘော်များကဝင်ရောက်ဖမ်းဆီးပြီး ဆိုင်ကယ်ဖြင့်တင်ဆောင်၍ခေါ်ဆောင်လာစဉ်လန်ဒန်နေရအရောက်ရဲဘော်များ၏လက်နက်ကိုလူရဲ၍ပြန်လည်ခုခံခဲ့သောကြောင့်ပြစ်ခတ်ဖမ်းဆီးခဲ့ရာနေရာမှာပင်သေဆုံးသွားကြောင်းသိရပါတယ်ကျွန်တော်တို့ကထောက်လန်းနေတာကတော့ကြာပြီကျူကုံမှာသူတယောက်တည်းရှိနေပြီဆိုတာနဲ့ဝင်ဖမ်းခဲ့တာဝင်ဖမ်းပြီးတော့ဆိုင်ကယ်နဲ့တင်ပြီးခေါ်လာတဲ့အချိန်ဆိုင်ကယ်ပေါ်မှာခုခံတော့ဆိုင်ကယ်လဲသွားတာအဲ့ဒါနဲ့ရဲဘော်ကနေချက်ချင်းပဲအဲ့ဒီနေရာမှာတင်ပြစ်ခတ်ရှင်းလင်းလိုက်တာကျွန်တော်တို့စစ်ဆေးမဲ့နေရာအထိကိုမရောက်လိုက်ဘူးလက်နက်တွေမပါဘူးဟုရေစကြိုးပတ်ကဖာမှတောင်းဝင်ရှိသူကရှင်းပြပါတယ် တည်ဆုံသွားသောတရေးပို့ကြီးတက်နိုင်ဦးခ A2 ထဲမှာစိုင်းကဲတစီဖုံးသုံးလုံးငွေသား3သိန်းမှတ်ပုံတင်တစ်ခုတို့ကိုတင်စီရရှိခဲ့ကြောင်းတည်ဆုံရုပ်အလောင်းကိုည၈နာရီခန့်တွင်ခလာရ258တရေးမှလာရောက်ောက်ယူသွားကြောင်းသိရပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွဲဖြူပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။